ဒီမြန်မာညီအစိုးရတနိုင်ငံလုံးကိုကြစားပြမှုတိုင်းတောင်တုံ့တက်တဲ့အခါမှာတရားရခိုင်နှုန်းနဲ့ကိုကြစားပြနိုင်တယ်လို့ကျွန်မကတော့မယူဆဘူးအဲရှေ့ကကျွန်မပြောသလိုပဲဒီပေါ်တော့ကိုကြစားပြတာဒီဒီကိုကြစားပြရမယ့်လူတွေရဲ့အတန်ကိုအတန်ကိုဂယုမပြုဂယုမပြုဘူးဆိုဂယုပြုနေရာတွေအားနည်းနေရာဖြစ်တဲ့အတွက်ကြောင့်မလို့တရားခိုင်နှုန်းကိုကြစားပြရလို့ကျွန်မကတော့မယူဆဘူး ဒီတော်လိုင်းလိမိတာကာလအတွင်းမှာပေါ့နော်မိသူတော်အဲနိုင်ငံရေးစီရေးအချက်လက်အခြေခံအကြောင်းပြတွေမပါဘင်းနဲ့လူငယ်တယောက်ရဲ့ရှုထောင့်ကနေပုံမှန်လေးလေးညင်ကြည့်ရမယ်ဆိုရင်လိမိတာအတွင်းကြုံခဲ့ရတာတွေကတော့ဟိုတသက်နဲ့တခုအိမ်မက်တောင်မှာပြုခဲ့တဲ့အရာတွေပေါ့နော်ဒီစာအုပ်တီထဲမှာပဲဖတ်ခဲ့ရတဲ့အကြောင်းအရာတွေလူကြီးတွေပေါ့နော်ခုထက်စီနီယာတွေပြောပြခဲ့ရတဲ့ဒီဆီယနာရှင်စနစ်ရဲ့အကျိုးဆက်တွေပေါ့နော်ဆီယနာရှင်စနစ်ကိုတိုက်ထုတ်ခဲ့တာတွေပေါ့ဒါတွေကို ကိုကိုရိုင်းမျက်မျက်မြင်ပေါ့နော်မျက်မြင်ကိုပြီးမျက်မြင်တိတိမျက်မြင်တိကရေဆိုင်ကြုံတွေ့ရတယ်ပေါ့နော်ဟိုဆရာဆရာနာရှင်ရဲ့ရေဆက်ရုံမှမှုတွေနောက်ပြီးတော့ဒီဒီပေါ့နော်ဒီဆရာနာရှင်ကိုဆက်နေဆန့်ကျင်နေကြတဲ့ပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုတွေပေါ့ဒါတွေကိုအဲကိုကိုရိုင်းပေါ့နော်မျက်မြင် ကြုံတွေ့ရတယ်ပြီးတော့ကိုကိုတိုင်းလည်းပါဝင်ကြီးရနေတယ်ပေါ့နော်ဒီလိုမျိုးနေထားရှိတယ်အဲ့ဒီမှာတော့ဒီစိတ်ခံစားချက်တွေကတော့အများကြီးဆိုင်ကြုံတွေ့ခဲ့ရတာတော့ရှိတယ်ပေါ့နော်စစ်ကောင်စီရဲ့အအကြံဖတ်ရဲ့ဆက်ရုံမှမူဒီစကိုင်းတိုင်းတို့မှာဆိုစစ်ကောင်စီရဲ့ဆက်ရုံမှမူဒီအကြောင်းမလို့ဒီနေ့တူကအဒီပြည်သူလူထုရဲ့အကြက်တဲတွေကိုမြင်ဆိုင်ရတဲ့မြင်တွေ့ရတဲ့အခါမှာဆိုလို့ရှိရင်တော်တော်ကြီးကိုစိတ်ထဲမှာတော်တော်လေးထိခိုက်မိရပေါ့။နောက်ပြီးတော့လူငယ်တယောက်အနေနဲ့ပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လည်းအနာခက်ပြောက်ဆုံးနေလို့ခံစားမိရပေါ့။နောက်အများနဲ့အဲနေ့တူက ပြန်ပြန်ပြီးကိုယ့်ကိုကိုယ်ပေါ့နော်သတိပေးနေရတယ်ပေါ့နော်အရင်တုန်းကဆိုရင်လူငယ်တယောက်အနေနဲ့ဘေးအသက်ရွယ်မှာဘာလုပ်လဲဘေးအချိန်မှာဘာလုပ်လဲဆိုရင်အနာဂတ်ပန်းနိုင်နေအများကြီးထားခဲ့တယ်ပေါ့ဒါပေမဲ့အခုလက်ရှိအချိန်မီမှာဆိုလို့ရှိရင်တော့အနာဂတ်ကိုအားလုံးမေ့ပြမေ့ထားတယ်ပေါ့နော်မေ့ထားပြီးပစ္စုပန်မှာအဲဒီနေ့တရားစာပဲဖြစ်ဖြစ်ဘယ်လိုမျိုးဆရာနာရှင်ကို စက်ကျင်တော်လိုင်းရင်းနဲ့ရုံးကန်မျိုးဘလို့ရှင်သန်နေထိုင်မလဲပြီးဒီဆရာနာရှင်စနစ်ကိုဘလို့မျိုးတိုက်ထုတ်မလဲဆိုတဲ့ဟိုပစ္စဝံကာလာအတွက်ကိုပဲတက်တက်အရှိရှူပြီးတော့အသက်ရှင်နေထိုင်ရေးပေါ့နော်ဒီအသက်ရှင်နေထိုင်အသက်လေးရှူဖို့အရေးလေးကိုရအောင်ရက်တည်နေရရေပေါ့နော်တခြားသောလူငယ်တယောက်ရဲ့ညောမန့်ချက်ဒီအနာဂတ်ဒီအိမ်မက်ဒီဒါတွေအားလုံးကိုတော့မိထားတဲ့ခံစားချက်ကြီးရတော့တော်တော်ကြီးပေါ့နော်လူငယ်တယောက်ဖြစ်ပေမဲ့လူငယ်ဘဝကိုဆွတ်လုပြီးတော့ လူကြီးတယောက်လိုမျိုးရှင်းရှင်းရှင်းတန်ရက်တည်နေရတဲ့ဘွားကြီးကတော့ရင်စရာတော့ကောင်းနေဘူးပေါ့နော်ဒီလိုမျိုးခံစားချက်ကတော့ဖြစ်မိပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါပထမအောင်ဆုံးပြောမယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိမျိုးတော်လိုင်းကြီးကိုပေါ့နော်ဦးဆောင်နေတာဘယ်သူတွေဖြစ်မလဲဆိုလို့ရှိရင်တော့ကျမရဲ့အဖြေကတော့ ရှင်းရှင်းလေးပါပဲပြည်သူလူထုလို့ပဲကျမတို့ကတော့မြင်ပါတယ်အခုလက်ရှိအဲကျမတို့ပြည်သူလူထုကိုဘယ်သူပေါ့နော်ဘေးပုတ်ဘူးဘေးပါတီဘေးစုဖွဲ့ပေါ့နော်မြို့တော်တော့အဲဆွမ်းကားရှင်ကဥဆောင်နေတာပေါ့ပေါ့နော်လူထုပြည်သူလူထုအားလုံးကဥဆောင်နေတာဖြစ်တဲ့အတွက်ကျမတို့ကဒီမျိုးတော်လည်းရေလူထုတော်လည်းရေလို့တောင်မှအဲကျမတို့ကပြောလို့ရှိကြတယ်ပေါ့နော်ဘာလို့ဒီလူတွေကဥဆောင်လဲလို့ကျမပြောရတယ်ဆိုလို့ရှိရင်ကျတော့အခုလက်ရှိအဲမျိုးတော်လည်းရေမှာစဉ်းစားနေတဲ့စီးရင်နိုင်ငံကြီး စီရေးဘက်မှာဆိုလို့ရှိရင်ပဲကျမတို့အဲဒီကန္နာအတီးတီးအကြောင်းသားလူငယ်တွေပြည်သူတွေပေါ့နော်အကုန်လုံးပါဝင်ကြတယ်နိုင်ငံရေးဘက်မှာဆိုလို့ရှိရင်လည်းကြီးကြီးလိုက်လို့ရှိရင်ကျမတို့အဲဒီနိုင်ငံရေးကန္နာဖြစ်တဲ့ဒီပေါ့နော်ကျမတို့တပိတ်တပိတ်သူတို့လှုပ်ရှားမှုတွေကျမတို့စကိုင်းဘက်မှာဆိုလို့ရှိရင်ကြီးလက်ပြည်သူလူထုကနေ့စဉ်ရက်စက်မပြတ်ပေါ့နော်ဟိုတပိတ်တွေထက်ရှိနေကြတာမျိုးတွေရှိနေသေးရပေါ့နော်အဲဒီသူတို့လှုပ်ရှားမှုတွေမှာလည်းပြည်သူလူထုကပါဝင်နေနောက်ထပ်စီဒီယန်ကန္နာစီဒီယန်ကန္နာမှာဆိုလို့ရှိရင်လည်းကျမတို့ပြည်သူလူထုတရလုံးကအားကောင်းမောင်းတန်တဲ့ဆက်ပြီးတော့ပါဝင်ကြတယ်အဲဒီလိုမျိုး နလူလှူရှားမှုဒီ CDN ကဏ္ဍတွေနောက်ပြီးတော့အဲဒီ CA ဘက်မှာဆိုလို့ရှိရင်ခုနကဟိုရှေ့တန်းတိုက်ပွဲတွေအစားထောက်ဖို့ကဏ္ဍအစုံပေါ်တော့ဒီဒေါ်လာကြီးရဲ့တောက်တိုင်အပြီးပြီး အခုတောက်နိုင် NPP မှာပါဝင်နေကြတာကလူလူဖြစ်တယ် CDN နေဆိုလို့ရှိရင်လည်းသူတို့ဒီ CDN လုံလုံနဲ့ရက်တက်မသွားပဲနဲ့အခုလက်ရှိပေါ့နော်ဒီပြည်သူလူထုကရွေးချယ်တင်ရောက်ထားတဲ့ပြည်သူညီညီအစိုးရရဲ့ရန်တရားတွေလည်းပဲရေးမှလဲဒီ CDN နေကပြန်ပြီးပူပေါင်းပါဝင်ကြတယ်အဲ့တော့အဲ့အဲ့အတွက်ကြောင့်မို့ကျွန်မအနေနဲ့ဆိုလို့ရှိရင်တော့ဒီလက်ရှိတော်လည်းရေးဖို့ဥစားနေတာဒီပြည်သူလူထုလို့ပဲအဲယူဆလေဒီပြည်သူလူထုကနေပြီးတော့လိုအပ်ချက်ရဒီလိုမျိုးအစိုးရတည်းရဲ့ကိုဖွဲ့စည်းတဲ့ဒီအစိုးရတည်းရဲ့ကောင်းကောင်းလဲပတ်နိုင်မှုတကူပြည်သူကနေနောက်ကနေပြီးတော့ထိန်းချောင်းနေပတ်မှုတယ်အဲအစိုးရ က်ပြဖြစ်ပေါ်လာဖို့အတွက်ပြီးသူကပဲအခရာပေါ်နောက်ကနေပြီးတော့အဲလှုပ်ဆောင်ပေးနေတယ်ပြီးသူကပဲဥဆောင်ပေးနေတယ်လို့တော့ဟိုကျမကမြင်နေတယ်ဒါတပိုင်းနောက်တစ်ပိုင်းကကြာလက်ရှိပေါ်တော့အမျိုးသားညီညွတ်အစိုးရအနေနဲ့တနိုင်ငံလုံးကိုကိုစားပြုနေနိုင်လားဆိုတဲ့အမိကမှာပေါ့နော်ကိုစားပြုခြင်းဆိုတဲ့အဲစကားရက်ကိုကျွန်တော်တို့ကပြန်စဉ်းစားဖို့လိုတယ်ကိုစားပြုတယ်ဆိုတာဒီအဲကျွန်တော်တို့တကယ်ပေါ့နော်ကိုကိုစားပြုမဲ့ဒေသကိုကိုစားပြုမဲ့နိုင်ငံမှာရှိတဲ့ဒေသခံပြည်သူတွေရဲ့အတန် အတန်ကိုနားထောင်ပြီးတော့သူတို့လိုချင်တဲ့အရာတွေကိုပေါ်ဆောင်ပေးဖို့လည်းလိုအပ်တယ်သူတို့အတန်တွေကိုဟိုနားထောင်ပေးရမယ်သူတို့သူတို့လိုချင်တဲ့အရာတွေကိုပေါ်ဆောင်ပေးရမယ်ဒီလိုမျိုးပေါ်ဆောင်ပေးမှုတွေဒီသူတို့ရဲ့အတန်ကိုနားမစွင့်ဘူးဆိုရင်အဲ့ဒါကုစားပြုတယ်ကိုကျွန်မကတော့မစိုးလို့ဘောနော်ဒီအတွက်ကြောင့်မလို့ဒီမြို့သားညီအစိုးရတိုင်းနိုင်ငံလုံးကိုကုစားပြုမှုတိုင်းတောင်တုံ့တက်တဲ့အခါမှာတရားရခိုင်နှုန်းနဲ့ကုစားပြုနိုင်တယ်လို့ကျွန်မကတော့မယူဆဘူးအဲရှေ့ကကျွန်မပြောသလိုပဲဒီဘောနော်ကုစားပြုတာဒီကုစားပြုရမယ့်လူတွေရဲ့အတန်ကိုအတန်ကိုခရင်မပြုတ် ခယူမပြုတ်ဘူးဆိုခယူပြုတ်နေရာဒီအားနည်းနေရာဖြစ်တဲ့အတွက်ကြောင့်မလို့တရားခိုင်တို့ကိုစားပြုရလို့တော့ကျွန်မကတော့မယူဆအောင်နောက်တစ်ချက်ကကြတော့ကျွန်တော်ဒီမနိုင်ငံအနေထားရမတူညီအဲကွဲပြားမှုတွေစုံရင်းကွဲပြားမှုတွေကျွန်တော်အများကြီးရှိတယ်။နည်းနည်းအနေထားတွေနောက်ပြီးတော့တခြားသောဒီမျိုးတော်နိုင်ငံမတိုင်နေတဲ့တော်ရေးမှာစဉ်နွှဲနေကြတဲ့ အဲကျွန်တော်တို့အတိုင်းအတိုင်းညကိုမှဒီမှာဒေတာတွေထိန်းချုပ်ပြီးသားရည်ရှိနေသေးတယ်။ဒီလိုကြောင့်ဒီလိုမျိုးစုံလင်ကွဲပြားမှုတွေအဲခြားထဲမှာအဲသဘောတူညီချက်တွေကိုပုံသဘောတူညီချက်တွေရရှိအောင်ကြိုးပမ်းဆောင်ရွက်အဲနေလုံးမဲ့လို့ကျွန်မကတော့မြင်နေတဲ့အတွက်ကြောင့်ဒီနိုင်ငံလုံးကိုအဲကိုစားပြုနိုင်တဲ့အနေအထားကတော့အားနည်းနေပြီးတယ်လို့ဟိုကျွန်မကတော့မြင်မိပါတယ်။ဟုတ်ကဲ့ တပေါင်းစုတပေါင်းစုမစုပါနဲ့တော့ဘာလို့လဲဆိုတော့ရှိတာနှစ်ဘွဲဆိုတပေါင်းစုတစုပါထပ်တော့လိုင်းသုံးဘွဲဖြစ်သွားလိမ့်စက်သားလည်းစက်ပါဘောနော်အဲ့တော့ဒီတပေါင်းစုပေါ့နော်တိတ်တိတ်တောင်နေစကြရက်ပေါ့နော်တကယ်လေအရေးကြီးတဲ့အရာပေါ့နော်စီးရရပါပဲဖြစ်စီနိုင်ငံရေးအစုဖွဲ့မှုမှာပဲဖြစ်စီပေါ့နော်တပေါင်းစုတည်းရဲ့အနေနဲ့ဆောင်ရနိုင်မယ်ဆိုရင်အရန်ကောင်းမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဥပမာကျွန်တော်တို့စကိုင်းဘက်မှာဘယ်လိုမျိုးဖြစ်လဲဆိုတော့ ဒီလိုပေါ့နော်ဒီစူပါမှုတစ်ခုလောက်မယ်စူပါမှုတစ်ခုလောက်ဖို့အတွက်ကိုတို့အဆုတာဆုနေရအောင်ဖြစ်တယ်ဆိုရယ်ဟိုပုံစံမျိုးတွေပေါ့နော်တိုက်ပွဲကစကန်ကမသိရသေးဘူးစကန်သိမ်းပြီးလို့ရှိရင်ရမယ်ဆလက်လက်ပစ္စည်းကိုဘယ်လိုမျိုးအချိုးကျခွဲယူလဲဆိုတာညှိနေရနေနေမယ်အဲတိုက်ပွဲကဖြစ်သွားတာဘာလို့ပေါ့အဲဒီလိုမျိုးတွေလည်းရှိရပေါ့နော်တော့ဟိုတကယ်တမ်းတော့ဒီတပေါင်းစုအနေနဲ့စုဖွဲ့ဖို့ဆိုတာလည်းလက်ပြီးဆိုင်တော့မဟုတ်ဘူးပေါ့နော်အများစုဒီစီရေးရမှာပဲဆိုရင်စီရေးရဖြစ်စေနိုင်ငံရေးရဖြစ်စေတပေါင်းစုတစ်ခုလုံးနေဟေ့ဆိုရင်လွယ်လွယ်မြင်လိုက်ကြတာကလာစုဖွဲ့ မယ်။ဒီလောက်ပြောင်းကျဲနေကြတာစစ်စစ်လုံးလုံးညင်ညွတ်နဲ့လုံးဝမယ်ဆိုတာမသိကြဘူးလား။ဒီလိုပေါင်းလို့မရဘူးလားလို့လည်းပြောကြတယ်ပေါ့။တကယ်တကယ်လည်းအဲဒီလိုလုပ်မယ်ဆိုလို့ရှိရင်ဟုတ်ဘုံတဘောတူညီချက်တွေပေါ့နော်နိုင်ငံရေးအရာဖြစ်စီစီရေးအရာဖြစ်စီစီမှာလည်းစီရေးညီမချက်တွေနိုင်ငံရေးမှာဆိုတော့နိုင်ငံရေးညီမချက်ဒီညီမချက်တွေကိုစီကိုစီပေါ့နော်အစုဖွဲ့အတီတီမှာကိုစီညီမချက်တွေရှိကြတယ်အဲ့ဒီညီမချက်တွေကိုအဲညီမချက်တွေတခုလေးဖြစ်အောင်ပေါ့နော်ဘုံညီမချက်တွေဖြစ်အောင်စူးစီးဖို့လိုတယ်အဲ့ဒီဘုံညီမချက်တွေကနေပြီးတော့မှဘုံတဘောတူညီချက် ဒီတပေါင်းစုကနေပြီးတော့သူကဘလို့ပုံစံမျိုးနဲ့ချင်းခဲ့ကြမှာလေဘလို့ပုံစံမျိုးအပေးယူနေရှိမလဲဆိုတဲ့ပုံတဘောတူညီချက်တွေပေါ့နော်အဲဒီပုံတဘောတူညီချက်တွေပုံညီချက်တွေတိစောက်နိုင်ပြီးယုံကြည်မှုတွေပေါ့နော်အဲဒါတွေကိုတိစောက်နိုင်မှသာရင်ဟိုကျွားတို့အနေနဲ့ကပေါ့နော်ဟိုဟို တပေါင်းစုတရက်ကိုကောင်းကောင်းတိဆောက်တိဆောက်နိုင်တယ်လို့မြင်နေပေါ့။အဲ့တော့တပေါင်းစုတရက်ကိုဟိုဖြစ်စေနိုင်မှုဆိုလို့ရှိရင်တော့ခုနပြောတဲ့အချက်လက်တွေပေါ့နော်။အဲ့ဒီဟာတွေကိုစားရနိုင်မှုတွေ။ဒါပေမဲ့အဲ့ဒီဟာကဖြစ်နိုင်လားဆိုလို့ရှိရင်အရန်ခက်ခဲတယ်လို့မြင်တယ်။အဲ့တော့ကျွန်တော်တို့ဒီဒီမျိုးတို့နိုင်ရင်မှစီးမှဖြစ်စေနိုင်ရင်မှဖြစ်စေစုခွဲမှုတွေကကိုစီကိုစီရှိတယ်။အဲ့တော့ကိုစီအထိုင်ကနေပဲကြည့်ကြတာပေါ့နော်။ကျွန်တော်တို့အလေးအထလို့ဖြစ်နေတာပေါ့။အဲ့တော့အဲဒီစုရက်တစ်ခုမှစုံတော့မယ်ဆိုလို့ရှိရင်အဖွဲကြီးတိုင်းဒီကိုယ့်ရဲ့အထိုင်ကပဲကြည့်တယ်။အဲ့ကျွန်တော်ဒီအမျိုးသမီးကဏ္ဍအဲဆောင်ရွက်တဲ့သူတယောက်ဆိုအမျိုးသမီးအထိုင် ံရနေပဲကြည်တယ်ဒီလိုပဲအဲဒီဘောနော်အဲဒီတောင်းသားအရေးလှူရှာတဲ့သူကလည်းတောင်းသားထိုင်ရနေကြည်လိမ့်မယ်ဒီလိုမျိုးပေါ့နော်အစုဖွဲ့တိုင်းကကိုယ့်ရဲ့အထိုင်ကြီးကိုရှူတောင်း ကိုယ့်ရဲ့အထိုင်ရှူထောင်းကနေပြီးတော့ကြည့်နေတဲ့အခါမျိုးမှာအဲကိုစီကိုစီအကျိုးစီးပွားပေါ့နော်ဒီအမျိုးသမီးကန်နာဆိုင်တဲ့သူကလည်းဒီအမျိုးသမီးအကျိုးစီးပွားအဲဒီ grading ရဲ့ရေးဆိုင်တဲ့သူကလည်း grading ရဲ့အကျိုးစီးပွားအဆရှိအဆရှိတစ်ဖြစ်ပေါ့နော်လူတိုင်းဒီတော်လန်အကျိုးစီးပွားအကျိုးစီးပွားဆိုရင်လို့ဒါဟိုဒါကိုကျိုးစီးပွားတော့မဟုတ်ကြဘူးပေါ့နော်တော်လန်အကျိုးစီးပွားကိုယ့်အဖွဲ့စီရဲ့အကျိုးစီးပွားကိုရှေ့ရှုလာရင်းညားလာတဲ့အခါမှာခုနကတက်ပေါင်းစုလုပ်ဖို့အတွက်ပုံသဘောတူညီချက်တည်းအဲရှင်မန်းချက်တည်းက ရမနေဘူးပေါ့နော်အဲဒီဒီလိုမျိုးနေထားရှိတယ်အဒီနောက်ပြီးလို့ရှိရင်ဒီတပောင်းစုတစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်လည်းအစီအစီကနေလည်းကောင်းကောင်းမို့ချမှတ်ထားဖို့လိုအပ်တယ်ဘုံတဘောတူချက်တည်းရှိနေုံနဲ့လည်းမရဘူးပေါ့နော်အားလုံးဒီအဲဒီစီမီစီကန်နေရနေပြီးတော့မှချင့်ကပ်ပြီးတော့မှတဘောတူချက်တည်းကိုတိစားရတာဖြစ်တယ်ဒီစီမီစီကန်နေပေါ့လမ်းနာလိုက်နာနိုင်ဖို့အဲ့ဒီစုဖွဲ့မှုကိုကောင်းကောင်းမို့မို့ထိန်းចောင်းနိုင်တဲ့ခေါင်းဆောင်မှုပေါ့အဲ့ဒီခေါင်းဆောင်မှုဦးစီးဦးဆောင်မှုကိုလည်းကောင်းကောင်းတည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့နေနေအဲ့တော့တော့ဟိုကျမနေနေချုပ်ပြောရလို့ရှိရင်တော့ဒီလိုစုဖွဲ့မှုတည်းရဖြစ်ပေါ်လာဘူးဆိုတာအင်တာမတမောင်းစုတည်းဖြစ်ပေါ်လာဘူးဆိုတာကောင်းတယ်ဒါပေမဲ့လက်ရှိအခြေအနေရအဲကျမရှိရရှေ့ပိုင်းမှာဆက်စားဦးကျမနောက်ပြီးပြောလိုက်တယ်လို့ပဲပေါ့နော်တမောင်းစုဖွဲ့ဖို့အတွက်ကိုစုဖို့အတွက်ကိုစုမရဖြစ်နေရတယ်တမောင်းစုထပ်ဖွဲ့လိုက်မှနောက်တဲ့တစ်ခွက်ထပ်ဖြစ်တယ်ဆိုတာမျိုးတွေပေါ့နော်ဒီလိုမျိုးလေးတွေရှိနေပြီးတော့လက်ရှိအနေထားတော့တမောင်းစုတည်းရဖြစ်ပေါ်လာဘူးဆိုတာတော့အလှဝေးတည်းရပေါ့နော်အလှဝေးတည်းဆိုတော့ကျမကတော့ နေနေတယ်ဒါပေမဲ့အလန်းဝေးတယ်ဆိုတဲ့ညမှာတကယ်လှုပ်ချင်တဲ့ခုနပုံသဘောတူညီချက်တွေကိုဒါမြင်းမြန်ဆန်ဆန်ကောင်းမွန်တဲ့ခေါင်းဆောင်မှုတွေနေနေဆန်ဆန်လှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့အဲမြန်ဆန်လိမ့်မယ်ဒါပေမဲ့အခုတိုင်းနဲ့ဤလေးလေးဆက်လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ဝေးဦးမယ်ဒီလိုရှိမှာတော့မြင်ပြပါတယ်ဟုတ်ကဲ့ပါလက်ရှိတော်လည်ရဲ့အဲကြာရကဏ္ဍ သက်ပေါင်းဆောင်မှာပေါ့နော်လူငယ်တွေတက်တက်ချွတ်ချွတ်နေပေါ့နော်ရှည်နေစင်မြေပြင်ကြီးကအစအဲတခြားသောအဲဒီကနားတွေမှာပေါ့နော်နေပဲတိတိမှာပါဝင်နေကြတာကိုတွေ့ရတယ်ဒါပေမဲ့လူနိုင်ငံရေးအရာပေါ့နော်ဆုံးဖြတ်ချက်အဥဆောင်မှုအခန်းကဏ္ဍအဲတနည်းအားဖြင့်ပြောရင် decision making level တွေမှာလူငယ်တွေပါဝင်မှုနည်းနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါဘာကြောင့်လို့မြင်မိလဲဆိုလို့ရှိရင်အဲကျောင်းနိုင်ငံမှာကအဲဒီနိုင်ငံရေးရဥဆောင်ဥပဒေပြုတဲ့အခန်းကဏ္ဍမှာဆိုလို့ရှိရင်ဝါရင့်တက်တန်းရင်းနဲ့ အတွေ့အကြုံရှိနေတဲ့သူတွေကပဲဥဆောင်ရမယ်ဆိုတဲ့အမြင်ကြီးရှိတာပေါ့နော်လူငယ်တွေကတွေ့ကြုံဒီနိုင်ငံကြီးရဥဆောင်ဥရပြုတဲ့အခါမှာအတွေ့အကြုံကအများကြီးလိုအပ်တယ်ဆိုတဲ့ဟိုအကြောင်းပြချက်နဲ့လူငယ်တွေကတွေ့ကြုံမှုနေသေးတယ်လုံရဲကြံရဲတဲ့စိတ်ရှိပေမဲ့လို့အတွေ့အကြုံမှုသေးတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဘောနော်ကန့်သက်ထားတာမျိုးရှိတယ်။အဲ့တော့အအဓိကလူငယ်တွေရဲ့ပါဝင်မှုကိုဖိတ်ခေါ်ဖို့ဆိုလို့ရှိရင်အသူတို့ရဲ့ပါဝင်ခွင့်ပူပေါင်းဆောင်ခွင့်ဆောင်ရွက်ခင်ရအောင်အခွင့်အလန်းတွေပေါ်ဆောင်ပေးဖို့လိုအပ်တယ်။အဲ့တော့အခွင့်အလန်းပေါ်ဆောင်ပေးနေုံနဲ့လည်းမရဘူး။ပိတ်ပြတားဆီးမှုတွေမရှိဖို့ပဲလိုအပ်တယ်။အခုဒီကျွန်တော်တို့အတိုင်းနဲ့ပြည်နယ်အသီးသီးမှာပေါ့နော်ဂျာကာလာစီမံကြီးဆောင်ရွက်ကြတယ်။အဲ့ဒီအခါမှာဆိုလို့ရှိရင်ဂျာကာလာအစိုးရရဲ့ သတ်မှတ်ချက်တွေမှာဆိုလို့ရှိရင်လူငယ်တွေကန့်သက်ထားတာမျိုးတွေတွေ့ရတယ်အသက်ဘယ်နှစ်နှစ်ထက်ဘယ်နှစ်နှစ်ထက်ဆိုပြီးတော့လူငယ်တွေရဲ့လူငယ်တွေဟိုဘောနော်အသက်အရွယ်ဘောနော်35နှစ်ထက်ဆိုပြီးတော့လူငယ်တွေရဲ့အသက်တွေကိုဖြတ်ချပလိုက်တာမျိုးတွေဘောနော်ဒီလိုပုံစံမျိုးတွေအထိကန့်သက်တာမျိုးတွေပါတွေ့နေရတယ်ဘောနော်အဲတစ်ဖက်မှာလည်းဒီလိုအကန့်သက်တွေပါဝင်မှုကိုဟိုဖိတ်ခေါ်မှုအားနည်းရာတွေရှိတယ်တစ်ဖက်မှာလည်းပါဝင်ခုပေးတာမျိုးတွေတွေ့ရတယ်ဥပမာပြောရလို့ရှိရင်ကျွန်တော်မြို့တိုင်းမြို့ရဲ့အစိုးရရဲ့ရှယ်တရားတွေတွင်ဝင်ကြီးနေရတယ်အတွင်းဝင်နေရတယ်မှာလူငယ်တွေကိုပေးထားတာတွေ့ရတယ် ဒါပေမဲ့အဲ့ဒီမှာဘာကိုပြန်တွေ့ရလဲဆိုတော့ဒီလူနေရာတွေပေးထားတာအတိအိမ်ကြီးတတာပဲပေးထားတာဖြစ်နေတယ်အဲ့တော့လူငယ်တွေကနေရာပေးပါတယ်ဆိုတဲ့ခေါင်းစဉ်အောက်လူငယ်တွေကနေရာပေးတယ်ဆိုတဲ့ယဉ်ကျေးမှုတစ်ခုကိုလူယဉ်ကျေးပေါ့နော်ဒီယဉ်ကျေးတဲ့အတိုင်းဝင်ဖြစ်ခြင်းလို့လူငယ်တွေကနေရာပေးပါတယ်ဆိုတဲ့အကြောင်းအရာကိုခုံညွတ်ပြသခြင်းကိုအိမ်ကြီးပုံစံမျိုးတွေပဲထည့်ထားရလို့မြင်တယ်အဲ့ဒီလူငယ်တွေအခုတောင်ပြန်ထားတဲ့လူငယ်တွေကိုကြည့်လိုက်တယ်အမြို့နယ်အဆင့်ခရိုင်အဆင့်တိုင်းအဆင့်ခုနပြည်တော်စုအဆင့်စင်တွေမှာလူငယ်တွေကနေရာပေးထားရတယ်ဒါပေမဲ့အဲ့ဒီလူငယ်တွေကိုသွားမြင်ကြည့်လိုက် သူရဲ့လုတ်ပိုင်ခွင့်လုတ်ပိုင်ခွင့်ဆိုတာအာမောက်ဆိုတာမဟုတ်ဘူးပေါ့နော်သူရဲ့လုတ်နိုင်စွမ်းလုတ်ဆောင်နိုင်ခွင့်လုတ်ပိုင်ခွင့်တွေကလုံးဝပြောက်ဆုံးနေတယ်မရှိဘူးပေါ့နော်အိမ်ပြပုံစံမျိုးနဲ့ထဲထားတာမျိုးရှိပြီးလူငယ်တွေလုတ်ပိုင်ခွင့်တွေကတကယ်လည်းရနေရမျိုးမရှိတာဟုတ်တွေ့ရတယ်အဲ့တော့ဟိုကျွားအနေနဲ့ကြံပြူရမယ်ဆိုလို့ရှိရင်လူငယ်တွေဒီတက်ပို့ပြီးတော့အဲနိုင်ငံရေးကဥဆောင်မှုတွေမှာပါဝင်နိုင်မှုဆိုလို့ရှိရင်ပါဝင်ဖို့အတွက်ဖိတ်ခေါ်ပေးပါအခွင့်အလမ်းတွေကိုခေါ်ဆောင်ပေးပါပြီးလို့ရှိရင်အရေးကြီးဆုံးချက်ကမပိတ်ပင်ပါနဲ့မကန့်တတ်ပါနဲ့ အဲ့ဒီလူငယ်တယောက်ဒီသူဒီသူထူးချွန်နေနေရဲ့ကန္နာတခုမှရှိနေတယ်ဆိုရင်သူဒီအသက်ငယ်ဒီဖြစ်စီကြီးဒီဖြစ်စီအဲ့လူငယ်ကိုလုတ်ပိုင်ခွင့်ပေးလိုက်ပါအဲ့တော့လူငယ်ဒီကိုအိမ်ပြေသဘောမျိုးထားတာမျိုးမဟုတ်ဘဲနဲ့ကန့်တတ်တာမျိုးတွေလုံးဝမလုပ်ခင်နဲ့လူငယ်ဒီရဲ့လုတ်ဆိုင်ခွင့်အဲလုတ်ဆောင်နိုင်စွမ်းတွေကိုအကျိုးရှိရှိပေါ့နော်အသုံးချခွင့်ပေးဖို့တော့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်